အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ဗျဒီကနေ့အော်တိုဘာလာ29ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းတော့ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပထမဆုံးသတင်းကိုမတင်ပြမီလွန်ခဲ့တဲ့တနှစ်ကျော်ခန့်က TNL ခေါင်းဆောင်ပိုင်းဖြစ်တဲ့တာကြကြားရဲ့ပြောဆိုတဲ့သတင်းဖိုင်ကိုတင်ပြပေးကြပါမယ်လွန်ခဲ့သောတနှစ်ကျော်ခန့်ကအခြေအနေပါအဲ့ချိန်တော့ကဒီတာကြကြားနဲ့တာကြကြားနဲ့ကျွန်တော်တို့ဒီမြန်မာနောင်တို့တွေ့ဆုံတဲ့အင်တာဗျူးပါ အဲ့ဒီမှာတာကြကြပြောတဲ့အတန်ကိုအတန်ဖိုင်ကိုကျွန်တော်တပြပေးချင်ပါတယ်။ကျန်တာပို့ပြီးတော့များတာပေါ့။ခေါင်းက standard army တို့ပြောဖို့တော့မလိုတော့ဘူး။ဒီကနေ့သူတို့ disaster army ကထဲတော်မစင်စားတော့ဘူး။သူတို့ရက်တည်ရေးဖို့တော့တောင်မှအနိုင်နိုင်ဖြစ်နေတယ်။ဘမစစ်တပ်ကလုံးဝပြိုကွဲသွားနိုင်တဲ့အနေအထားကတော့တဖြည်းဖြည်းတော့သွားတာပေါ့လေ။ဒါကတော့ TNL ခေါင်းဆောင်ဖြစ်တဲ့တာကြကြပြောဆိုခဲ့တာပါ။သူရဲ့ပြောဆိုမှုကမြန်မာနောင်နဲ့အင်တာဗျူးမှာပြောဆိုခဲ့တာပါ။အဲ့တော့မြန်မာနောင်နေနဲ့လည်း လက်ရှိဒီတာကြကြောင်မေးပြပါအောင်ဘာကြောင့်မိုးကုန်းနဲ့မိုးမွေးကနေဘာကြောင့်ဆောက်ရတယ်လို့မေးပြပါမေးပြပါအော်ဒီကနေ့မှာတော့ TNL လက်နက်ကင်ဖွဲ့ကသူတို့အနေနဲ့မိုးကုန်းမြို့နယ်နဲ့မိုးမွေးမြို့နယ်ကနေပြီးတော့ဆောက်ခွာပေးမယ်လို့ဖော်ပြလာပါတယ်ဒီလိုဒီလိုဖြစ်လာတဲ့အကြောင်းရင်းကတရုတ်နိုင်ငံကုမင်းမြို့မှာကုမင်းမြို့မှာတပ်မတော်နဲ့ TNL ဖွဲ့တို့တွဲဆုံပါတယ်ဒီတွဲဆုံမှုကကိုးချင်မြောင်လည်းဖြစ်ပါတယ်ကိုကြည်မြောက်တွဲဆုံမှုဖြစ်ပါတယ်ဒီ29ရက်အောက်တိုဘာ29ရက်28ရက်နေ့မှာတွဲဆုံတယ်တွဲဆုံပြီးတော့ဒီ29ရက်နေ့မှာ ပလောင်လန်းတကိုင်ဖွဲ့ပြီးတဲ့ TNL လေးကနေပြီးတော့သူတို့ဘက်ကထုတ်ပြန်လာတာဖြစ်ပါတယ်။သူတို့အနေနဲ့မုံကုံမျိုးနယ်နဲ့မုံမိတ်မျိုးနယ်တွေကလည်းသူတို့ဆုတ်ခွာမယ်။ဆုတ်ခွာပြီးတော့သူတို့ရဲ့သူတို့မှဆက်ပြီးတော့ဖော်ပြထားတာကနှစ်ဖက်တက်တွေကရောက်တဲ့နေရာကနေပြီးတော့အပြစ်ရပါမယ်တဲ့။ဒီနှစ်ဖက်အပြစ်ရမှုကဒီကနေ့ညဒီကနေ့အော်တိုဝါလာ29ရက်နေ့ည7:00နာရီအချိန်ခန့်မှာအတောက်ဝင်မှာဖြစ်ပါတယ်။ယနေ့ယနေ့အချိန်မျိုးအတောက်ဝင်သေးဘူး။ဒီကနေ့ည7:00နာရီမှာအတောက်ဝင်မှာဖြစ်ပါတယ်။အဲ့ဒီမှာ သူရဲ့ဒီသဘောတူညီချက်မှာပေါ်ပြလာတာကတက်မတော်အနေနဲ့ဝေထိုးစစ်ကိုရက်ပြရမယ်မြေပြေထိုးစစ်ကိုရက်ပြရမယ်ဒါသူတို့ဘက်ကပေါ်ပြချက်ပါအဲ့တော့ပလောင်လန်းတကိုင်အဖွဲကတော့ကျွန်တော်တို့ဒါမိုးကုတ်မြို့နယ်နဲ့မိုးမိတ်မြို့နယ်ကနေသူတို့ဆုတ်ခွာပြီမြို့နယ်ပါမြို့မဟုတ်ပါဘူးမြို့နယ်ပါမြို့ရဲ့တတ်မှတ်ထားတဲ့နိုင်ငံတော်နဲ့တတ်မှတ်ထားတဲ့မြို့နယ်ရဲ့အေရိယာတွေကနေဆုတ်ခွာမှာပါဆုတ်ခွာမှာပါအဲ့တော့တက်မတော်ကဘာတွေရလိုက်လဲတက်မတော်ရလိုက်တာကနံပါတ်1တက်မတော်ကဆုံးရှုံးသွားတဲ့နယ်မြေတွေရဖို့အတွက်နံပါတ်1စေရေးရ စီစစ်စီရာကျွန်တော်တို့နေပြည်ရှင်းလင်းပါတယ်နေပြည်ရောက်ပါတယ်ဒုတိယချက်ကနိုင်ငံရေးရနေပြည်တွေရောက်ပါတယ်နေပြည်တွေထိန်းသိမ်းပါတယ်နေပြည်တွေရရောက်ပါတယ်နေပြည်တွေထိန်းသိမ်းပါတယ်လက်ရှိဒီတက်မတော်ကရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင်ကျွန်တော်တို့ဆုံးရှုံးသွားတဲ့ပြီးခဲ့တဲ့နှစ်တွေကဆုံးရှုံးသွားတဲ့နေရာတွေရဖို့အတွက်စစ်စီဆောင်ရတဲ့နိုင်ငံရေးရလုပ်တယ်လက်ရှိတော့ကျွန်တော်တို့နှစ်မျိုးပြင်ရပြီပေါ့ဒီနှစ်မျိုးပြင်ရဖို့ကလည်းဒီပလောင်လာနှက်ကైအဖွဲ့ကတက်မတော်နဲ့တောင်းဆိုတာပါအဲ့တော့တက်မတော်အနေနဲ့ဒီနှစ်မျိုးကိုပြင်ယူပါအပြည့်ရပေးပါ ဒီလိုမျိုးတောင်းဆိုပါလေအတမ်ဘလိုတမ်ဘလိုတော့ကကျွန်တော်အကျိုးမြတ်ပါဘာအကျိုးမြတ်ရလဲပေါ့ဘာအကျိုးမြတ်ရလဲဆိုရင်ဒီဒီကျွန်တော်တို့ KI ရဲ့လက်နက်လမ်းကြောင်းဖြစ်တဲ့လက်နက်လမ်းကြောင်းဖြစ်တဲ့ KI ကကျွန်တော်တို့ဒီမုံမိတ်မျိုးနယ်ကိုအခြေခံပြီးတော့အဲ့ဒီကနေဖြတ်ပြီးတော့မလေးတိုင်းနယ်ကိုဝင်ရောက်တဲ့လက်နက်ခဲနေအဲ့ဒီကနေဖြတ်ပြီးတော့စကိုင်းတိုင်းနယ်ကိုဝင်ရောက်တဲ့ဒီလက်နက်လမ်းကြောင်းတွေကိုတပ်မတော်ကထိ ंछ ုပ်နိုင်ပြီးပါပြီထိ ंछ ုပ်နိုင်သွားပြီဒုတိယချက်က KI နဲ့ DNL ရဲ့ထောက်ပို့လမ်းကြောင်းကိုထိ ंछ ုပ်လိုက်ပြီ ဲ့တော့တက်ဘရိုတော့ကကျွန်တော်တို့အကျိုးမြတ်အကြီးပဲနောက်ထပ်အကျိုးမြတ်ကဒေသခံတဲ့အကျိုးမြတ်ပါမကြခင်ကာလမှာမုံမိတ်မျိုးကအနေနဲ့မုံမိတ်မျိုးနဲ့သူမျိုးနဲ့သားအနေနဲ့မိုးကုတ်မျိုးနဲ့သူမျိုးနဲ့သားတွေအိမ်ပြန်တော့မှာဖြစ်ပါလေခင်ဗျားတို့အိမ်ပြန်တော့မယ်အိမ်ပြန်ပါတော့မယ်အဲ့တော့ကျွန်တော်လည်းမကြခင်ရပိုင်းမှာဒီမိုးကုတ်မျိုးကိုသွားပြီးတော့ပလောင်လန်းတကိုင်အဖွဲ့တွေရဲ့မျိုးထဲမှာဖောက်ထွင်းဝင်ရောက်မှုတွေခိုးယူမှုတွေကိုတွားရောက်ရိုက်ခုမှာဖြစ်ပါလေကျွန်တော်တရားတော် ပလာလနကိုင်ဖွဲ့တွေကမိုးကုတ်မှာရှိတဲ့ဘန်တွေတွေကလည်းဖောက်တယ်ရခိုင်တိုင်းပဲဖောက်တယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်းထုံးတီတူဖောက်ခဲ့တယ်ပြီးရင်ကျွန်တော်မိုးကုတ်ကောက်ခွဲမှာမိုးကုတ်ကောက်ခွဲမှာလည်းကြောင်းမြက်တွေတူးခဲ့တယ်ပြီးရင်ကျွန်တော်အဲ့မှာရှိတဲ့ဒီတစ်တော့ဧရိယာတွေတစ်တော့ဧရိယာဧရိယာတွေကိုလည်းသူတို့ကြောင်းမြက်တွေတူးခဲ့တယ်ဒီနေရာတွေကိုကျွန်တော်ရိုက်ကူးတင်ပြတော့မှာဖြစ်ပါတယ်လက်ရှိဒီတပ်မတော်ကတော့ဆေးရရစ်ပါတဲ့နောင်ချိုနောင်ချို ကြောင်မဲ့တီဘောမျိုးတွေကိုကျွန်တော်ထိချုပ်ပြီးဖြစ်ပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့ live show ကနေပြီးတော့မန္တလေးထိလမ်းကြောင်းတွေအားလုံးကပွင့်ထွက်သွားပြီ။ပွင့်ထွက်သွားပြီ။အဲ့တော့ဒီအောင်မြင်မှုကကျွန်တော်တို့ကြီးကြီးမားမားပါ။အဲ့တော့ကျွန်တော်မြင်ချင်တာကတာဖုံးကျော်။တာဖုံးကျော်ကပြီးခဲ့တဲ့ရက်ပိုင်းကထုံးတို့ထားမယ်လို့သူရေးခဲ့တယ်။တာဖုံးကျော်ကထုံးတို့ထားမယ်။တာချက်စားပြောခဲ့တာကမြန်မာစစ်တပ်ပြိုကွဲနေပြီ။လွှဲယူပြောခဲ့တာကကျမတို့တလက်မမသူတို့ထိချုပ်တဲ့မြေကနေမဆုတ်ခွာဘူး။ပြောခဲ့ပါတယ်။ခင်ဗျားတို့ပြောခဲ့တာပါခင်ဗျားတို့ရဲ့ Facebook အကောင့်တွေမှာရှိပါတယ်။တာပုံးကျော်ဆိုရင်ထုံးတို့ထားတယ်။လွှဲဦးဆိုရင်ကျမတို့ထဲချုပ်နေမြေကတလမ်းမမနောက်မဆုပ်ဘူး။တာချက်သားဆိုရင်မြမတက်မတော်ပြိုကွဲနေပြီ။သူတို့ပြောခဲ့တာပါလက်ရှိတော့သူတို့သူတို့ကိုယ်တိုင်ပဲတက်မတော်ကိုအပြည့်အပြည့်ရပေးပါ။အဲကျွန်တော်တို့ကျွန်တော်တို့မိုးကုန်းနဲ့မိုးမင်းမြို့ကနေပြီးတော့ကျွန်တော်တို့ဆုတ်ခွာပါမယ်လို့ပြောခဲ့ပါတယ်။ဒုတိယချက်ပါ။လက်ရှိဒီမန္တလေးတိုင်းဒေသမန္တလေးတိုင်းဧရိယာထဲမှာရှိတဲ့တပိတ်ချင်း စင်ကူမရယာအိန္ဒိယတကြောမှာပလောင်လနကိုင်အဖွဲနဲ့မန္တလေး PDF အဖွဲတွေတွဲပြီးတော့လှုပ်ရှားနေတာပါတွဲပြီးလှုပ်ရှားနေတာပါအဲ့တော့ပလောင်လနကိုင်အဖွဲတွေကဆက်ပြီးပဲဒီ NUG PDF နဲ့ဆက်တွဲမလားဒါမှမဟုတ်ကိုဒေတာကိုပြန်မလားကျွန်တော်ဆက်ကြည့်ရမှာဖြစ်ပါတယ်တပ်မတော်ကတော့စင်ကူမရယာစင်ကူမရယာတပိတ်ရင်းတကြောကိုကျွန်တော်ဆက်ပြီးတော့ထိုးစစ်စင်မှာဖြစ်ပါတယ်အဲ့တော့ရှင်းပါတယ်ဒီပလောင်လနကိုင်အဖွဲတွေက NUG နဲ့ PDF ကိုဘိုက်တလုံးနဲ့ထားခဲ့မလားကိုနဲ့ရလာတဲ့ကလေးကိုကိုယ်တိုင်တာဝန်ယူမှာလားဆိုတာကျွန်တော်ဆက်ကြည့်ရမှာဖြစ်ပါတယ် ပေးကြတာကတော့ရီမုံနဲ့အပေါင်းပါတွေကတော့ဘိုက်တလုံးနဲ့ကြံခဲ့ပြီရီမုံနဲ့အပေါင်းပါဗမာစစ်သွေးကြောအဖွဲ့တွေဘိုက်တလုံးနဲ့ကြံခဲ့ပြီအဲ့တော့ခင်ဗျားတို့ပြောတဲ့ငွေငွေဥတော်လန်ကြီးပေါ့ဗျာငွေဥတော်လန်ရတော့ဂားငွေကိုကွေ့သွားပြီဂားငွေကိုကိုကွေ့သွားပြီတက်ချုပ်ကြီးရဲ့ပြောဆိုမှုကတက်ချုပ်ကြီးရဲ့ကျွန်တော်မိကုံးပေါ့ဗျာတက်ချုပ်ကြီးရဲ့မိကုံးကလက်နက်ကင်ပြီးရောလက်နက်ကင်အကြမ်းဖက်ပြီးတော့နေမြေတောင်းဆိုမှုကိုဘယ်တော့မှလက်မခံဘူးလို့ပြောဆိုခဲ့တယ်ပြီးကြတဲ့တပ်မတော်နေခန်းသားမှာပြောဆိုခဲ့တာ ပြောဆိုခဲ့တယ်။အဲ့လိုပဲကျွန်တော်တို့ပြီးခဲ့တဲ့ဒီ NCA စနစ်ပြအခမ်းအနားမှာဆိုလည်းပဲပြောဆိုခဲ့တာရှိတယ်။ JWS အနေနဲ့ပြည်နယ်တောင်းကြီးလွတ်တော်တွေဝင်လွတ်တော်တွေကတောင်းအပြားမတောင်းနဲ့လို့ပြောဆိုပြီးပါဒါတပ်မတော်ရည်ရည်ချက်ပဲ။တပ်မတော်ရည်ရည်ချက်တပ်မတော်သဘောထားပဲ။ NCA စနစ်ပြနှစ်ပတ်လည်နေအခမ်းအနားမှာပြောခဲ့တာဒါတပ်မတော်ရည်ရည်ချက်ပဲ။တပ်မတော်ရည်ရည်ချက်ကတော့ရှင်းတယ်။ဆုံးရှုံးသွားတဲ့ကျွန်တော်တို့နေမြေတွေအားလုံးကိုနံပါတ်1ဆေးရတိုက်မယ်နံပါတ်2နိုင်ငံရေးစကားပြောမယ် နံပါတ်3ဒါနဲ့အတူတန်တမန်ရောက်တပြိုင်တည်းလုပ်မယ်နံပါတ်4ရွေးကောက်ပွဲကိုတပြိုင်တည်းကျင်းပါမယ်ရှင်းရှင်းလေးပဲတပ်မလို့ကသူတို့လို့သူတို့လောက်သွားတာလက်ရှိတပ်မလို့ရဲ့လုံလုံမှုကြိုင်မှုတွေကတဖြည်းဖြည်းယုံလုံးပေါ်သွားပြီယုံလုံးပေါ်သွားပြီအဲ့တော့အဲ့တော့ကျွန်တော်တို့ဒီပလောက်လန်းကိုင်အဖွဲကတော့အပြည့်ရက်ပေးပါကျွန်တော်တို့မိုးကုံနဲ့မိုးမိတ်ကလည်းကျွန်တော်ဆုတ်ပေးပါမယ်မြို့မိုးကမိုးကုံမြို့နဲ့မိုးမိတ်မြို့မဟုတ်ပါဘူးမိုးကုံမြို့နဲ့မိုးမိတ်မြို့နဲ့ကလည်းဆုတ်ခွာတော့ဆုတ်ခွာပေးပါမယ်လို့ဖြစ်သွားပြီ တော့ရှင်းပါတယ်ခင်ဗျာတတ်မတော်တော့ခင်ဗျာဒီနေမျိုးတွေဆက်ရှင်းပါပဲအော်ဂျန်နယ်လူကမေးမယ်ဟာဂျန်နယ်နေမျိုးတွေဘယ်လိုလုပ်ပါလဲဆက်လုပ်ပါလိမ့်မယ်နံပါတ်1စေရရလုပ်ပါလိမ့်မယ်နံပါတ်2နိုင်ငံရလုပ်ပါလိမ့်မယ်ဆက်လုပ်ပါလိမ့်မယ်အဲ့တော့ဝါသဆရာကတော့ကျွန်တော်တို့မိုးကုတ်မြို့ကန်နေနဲ့မုံမိတ်မြို့ကန်နေမကြခင်အိမ်ပြန်ရတော့မှဖြစ်ပါတယ်တတ်မတော်ကတော့ကျွန်တော်ပြန်လဲထူထောင်ရေးတွေစာသင်ကျောင်းဖွင့်လေရေးတွေလျှက်စီမီရရှိတွေတပြိုင်နက်ဆက်ပြီးဆောင်ပေးတော့မှဖြစ်ပါတယ်ခင်ဗျားတို့အချမ်းမဲ့အုံစုအောက်မှာခင်ဗျားတို့ပြပြဝဲအောင်နေခဲ့ပြီးသွားပြီခင်ဗျားတို့ဘလို့နေခဲ့ရလဲ ခင်ဗျားတို့အသက်ရှင်ရက်တိခွင့်နဲ့ဘယ်လိုတွေချက်တဲခဲ့ရလဲခင်ဗျားတို့သားသမီးတွေရဲ့ပညာရေးပညာရေးတွေရက်တန့်ခဲ့ရတယ်ရှင်းပါလေတက်မတော်မှာတပါခင်ဗျားတို့ရဲ့ခင်ဗျားတို့ရဲ့စာဝတ်နေခင်ဗျားတို့ဘဝရဲ့လုံခြုံရေးစောက်ရှောက်ပြည်တဲ့တက်မတော်မှာတပါဘယ်ဘူးမှမရှိဘူးဘူးမှမရှိဘူးရှင်းရှင်းလေးပဲကျွန်တော်တို့ကလက်ခံတာတက်မတော်ကနိုင်ငံတော်ရဲ့ကြိုးရိုးပဲရှင်းပြတော့ဒိုးဆက်လို့ပဲအတက်မတော်ဒီနိုင်ငံတော်ဒီကာကွယ်ရေး ကာကွယ်ပြိုသွားရင်ခင်ဗျအားလုံးပြိုခဲ့တာပဲကျွန်တော်တို့ပြီးခဲ့တဲ့ကာလမှာတပ်မတော်ကနေပြည်တော်ဆော့ရလိုက်ရတဲ့နောက်ပိုင်းမှာပညာရေးကဏ္ဍဝုံးစုံလဲသွားတယ်။ကျမ်းမာရေးကဏ္ဍဝုံးစုံလဲသွားအကုန်လုံးခင်ဗျအစိုးရရဲ့ရန်နဲ့အကုန်လဲခဲ့တာပဲ။အကုန်လဲခဲ့တာပဲ။အဲ့တော့ကျွန်တော်တို့မိုးကုတ်မျိုးသူကမိုးကုတ်မျိုးနဲ့သူမျိုးနဲ့သားတွေအိမ်ပြန်တော့မယ်ခင်ဗျားတို့ရဲ့တာသမီတွေစာပြန်သင်ရတော့မယ်ဝမ်းသာလိုက်တော့ဝမ်းသာလိုက်တော့မုံမိတ်မျိုးကန်နေခင်ဗျားတို့တာသမီတွေစာပြန်သင်ရတော့မယ်ခင်ဗျားတို့ကျမ်းမာရေးဆောက်ရှောက်ကံပိုင်ခွင့်ရရတော့မယ်။ ်စသဖြင့်နိုင်ငံတော်ကနေပြီးတော့လိုအပ်ချက်တွေနိုင်ငံတော်ဖြည့်ဆည်းပြီးတော့မယ်ဒီနေရာမှာကျွန်တော်တို့ထပ်ပြီးပြောချင်တာကတက်မလို့နဲ့ပူပေါင်းပါခင်ဗျားတို့ data အေးချမ်းချင်းတော့တက်မလို့နဲ့ပူပေါင်းပါနောက်တစ်တစ်ချက်ပါကျွန်တော်တို့မိုးကုတ်နဲ့မိုးမိတ်မျိုးနဲ့မှာရှိတဲ့ပလောင်လမ်းနက်ကိုင်ဖွဲ့တဲ့လက်ကင်တို့တွေကျွန်တော်မြေလန်ရှာပါမယ်လက်ရှိလက်ကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နောင်ချိုကြောင်မဲပြည်ပေါ်မှာရှိတဲ့ပလောင်လမ်းနက်ကိုင်ဖွဲ့တွေရဲ့လက်ကင်တို့တွေမြေလန်နေပါပြီသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလက်ရှိကျွန်တော်ထိထိနေတာပါတယ်ပေါင်းဝင်သူတွေကိုကျွန်တော်တို့ ဒါကျွန်တော်တက်မတော်ကနေပြီးတော့စစ်ဆင်းနေပါတယ်စစ်ဆင်းနေပါတယ်အဲ့တော့လက်ကင်ဒုတ်တွေလက်ကင်ဒုတ်တွေတရီထားပါအဲ့လိုပဲကျွန်တော်တို့လက်ရှိအညာဒေသမှာရှိတဲ့လက်ကင်ဒုတ်တွေခမားတို့ခမားတို့ဘုရားသိသေးလေးကျွန်တော်တို့အများတန်းပြောပါတယ်ခမားတို့ခိုးစရာဆိုလို့ထဏောင်းမိရှိမယ်ထမ်းမိရှိမယ်မြေပဲမိရှိမယ်ပဲစီငုံမိရှိမယ်ဒီနေရာပဲခမားတို့ခိုးလုံးရပါတယ်ခိုးလုံးရပါတယ်ခမားတို့ရဲ့ကြီးတယ်ဆိုတော့ခမားတို့ရဲ့ဆရာတွေကခမားဥကျိုးသွားပြီခမားတို့ကပတေးလေးတွေပပားလေးတွေတောက်ချပလိုက်လို့ရတယ် ခဏလေးအချိန်နဲ့တောက်ချပလိုက်လို့ရတယ်ဆက်ပြီးလာလိုက်မယ်အညာဒေသဆက်ပြီးလာလိုက်မယ်လာလိုက်မယ်တလုံးပြီးတလုံးလာလိုက်မယ်ထိုးစစ်တပ်မတော်ရဲ့ထိုးစစ်တလုံးပြီးတလုံးလာလိုက်မယ်ဆက်ကြည့်တာနောက်တစ်ဈေးကိုဆက်ပြီးတင်ပြပေးချင်ပါလေဒါကတော့မနေ့ကမနေ့ကဒါမနေ့ကရန်ကုန်မှာရှိတဲ့ PDF ဖွဲ့တယ်ပေါ့ဗျာ PDF ဖွဲ့တယ်မြောက်လှူရှားတဲ့ဖွဲ့တယ်ပေါ့မြေမြောက်လှူရှားတဲ့ဖွဲ့၅ဖွဲ့ပေါ့ဗျာနှစ်၄၅ဟုတ်တယ်မြောက်လှူရှားတဲ့ဖွဲ့၅ဖွဲ့ကသူတို့က အမှုပညာအမိခံအကြံပတ်စစ်တပ်လက်ကိုက်တုံးများအပြင်းထန်စွာအေးအေးယူဆောင်တော်မူဖြစ်ကြောင်းကြေညာချက်တယ်။ဟမ်နေစွာ2025ခုနှစ်အော်တိုဝါလာ28ရက်နေ့တဲ့အဲသူတို့ရေးကကျွန်တော်ဖတ်ပြပါအောင်မယ်။အကြံပတ်စေအုပ်စု၏အတူရောက်ရွက်ကဝဲကိုထောက်ခံအားပေးကူညီပြီးရုံကြီးချက်ကြောင့်တော်လန်နေသောလူငယ်တို့ကိုစော်ကားတဲ့လူတို့အေးရောဘဝကိုပုံဖြတ်ကားတဲ့အမှန်တကယ်စိတ်ရာစုမှုကျွလွန်နေသည်ကျွလွန်နေသောလူတို့၏အသက်အိုးအစည်းအဝေးကိုစသည်ဖြင့်ဘလာဘလာပါဗျာ။ဘလာဘလာပါအဲ့ဒီပြည်စင်ဘာဖြစ်လဲဆိုတော့ ခေတ်သမိုင်းကိုဒုံဆိုင်မြည်သူများကျွန်တော်တို့ဒီရုပ်တံဖိုင်လေးပေါ့ဗျာဇလန်းတိုလေးပေါ့ဇလန်းတိုလေးကိုရိုက်ခဲ့တယ်ပေါ့အဲ့ဒါကအဲ့ဒီရဲ့ကျွန်တော်ဇလန်းတိုကျွန်တော်ကိုယ်တိုင်သိချကြည့်ပါတယ်ဒီ2021နောက်ပိုင်းရသည်ယနေ့အချိန်ကြီးဖြစ်နေခဲ့တဲ့အခြေအနေကိုကောက်ကောက်ဝင်ရိုက်ပြခဲ့တာပါအဲဦးအောင်ခိုင်ပြောတာတော့ကျွန်တော်သဘောကျပါတယ်အစိုးရဆိုပြောပြောသလိုလုပ်တယ်ပြောပြောသလိုလုပ်တယ်စားသပြေပေါ့ဗျာအဲ့အဲ့နေရာလေးကျွန်တော်ကြိုက်တယ်တကယ်လဲပြောပြောသလိုလုပ်ပါတယ်အဲ့အဲ့ကျွန်တော်တို့ဒီခေတ်သမိုင်းကိုဒုံဆိုင်မြည်သူများတဲ့မှာပအဝင်တယောက်ဆောင်ခဲ့တဲ့ တူအမဘာရေးထားလဲဆိုတော့အညာစားအဖြင်းစားဝါရဖြတ်အမှုပညာရှင်များဖြစ်တော်တဲ့တူကနေတို့ကိုဘယ်လိုပေါင်းလဲဆိုတော့ MA ဆို MA ဆိုတော့ဆဲတာဆဲလိုက်တယ်ပေါ့ဗျာနေတို့ပေါ့ဗျာမြင့်မြတ်နေဝင်းအေးချမ်းမောင်ချူးလင်းမင်းမြင့်မို့အောင်ကိုင်းငပြောကျော်အောင်တိုးနိုင်လင်းတွက်လက်စူပါလင်းမင်းညို့အောက်ကပြန်ရင်ရဲရင်စသဖြင့်ပေါ့ဗျာတော့အဲ့ဒီလူတွေကိုအဲ့ဒီလူတွေကိုတို့ကဟိုဘွိုင်းကော့လုတ်ပေးကြပါစသဖြင့်ပေါ့ဗျာတို့လုံးကြတိုင်းပါပဲ လူမျိုးပြည့်တဲ့နေခပ်ပေးခပ်ပေးကြပါဆိုပြီးတော့သူတို့ကနေဝါရားဖြန့်တယ်လှုပ်လှုပ်ဆော်တယ်ပေါ့ဗျလှုပ်ဆော်တယ်ဟိုမှာသူကပြောလဲဆိုတော့အဲဒီဒီအနုပညာညာပတ်သက်ပြီးတော့ပတ်သက်ပြီးတော့သူတို့ကအချက်လက်တွေသူတို့ရရှိထားတယ်ပေါ့ဗျာပြီးရင်လူတို့ရေတော်ပုံကိုစော်ကားတဲ့သူတို့ရဲ့နောက်ဖြစ်လာမဲ့ကိစ္စရဲ့ကိုနောက်ဖြစ်လာမဲ့ကိစ္စရဲ့နဲ့ပတ်သက်ပြီးတော့သူတို့ကဗျာဒီတရားစီရင်ပေါ့ဗျာတနည်းပြီးတော့လှုပ်ကြံမယ်ပေါ့ဗျာဒီလူတွေကိုအနုပညာညာသူတို့လှုပ်ကြံမယ်ပေါ့သူတို့အဲ့လိုတွေထုတ်ပြန်တာပေါ့ဗျာရှင်းပြောရင်တော့ဒီခေတ်သမိုင်းကိုဒုံဆိုင်မြင့်သူများအဲ ဇလန်းတို့မှာတယောက်ဆောင်ခဲ့တဲ့သူတွေအားလုံးကိုသူတို့ကလောက်ကြမယ်ဗောဗျာဆိုလိုတာအဲ့ဒီသဘောအဲ့ဒီသဘောအဲ့ဒီသဘောသူကပြောတာအဲ့တော့အဲ့တော့အဲ့တော့လက်ရှိခင်ဗျားတို့လည်းလက်ရှိကျွန်တော်တို့တက်မတော်လုံညွင်းတက်ဖွဲ့ဝင်တွေအားလုံးကမြေလံပြီးရှာနေကြပါတယ်တကယ်တော့သူတို့ဘက်ကတိတ်လည်းရှိတာမဟုတ်ပါဘူးညာခင်ဗျားကလည်းဘယ်တော့မှတိတ်ရှိတာမဟုတ်ပါဘူးသူတို့ကသူခင်ဗျားဒီအင်တာနက်ရှိလို့အသက်ရှင်လို့ရနေတဲ့အဖွဲ့စည်းတွေပါဒီလိုပဲခင်ဗျာဟိုထုတ်ပြန်နေတာပါပဲသူတို့ထုတ်ပြန်ကြတယ်အခုမှမဟုတ်ဘူးခင်ဗျာထုတ်ပြန်နေအများကြီးအများကြီးအများကြီးပဲ ျွန်တော်မင်းကျင်တာခင်ဗျားတို့လက်နက်ကင်ဘယ်သူကတိုက်တွန်းခဲ့လဲခင်ဗျားတို့ကကင်တာလေခင်ဗျားတို့ကကင်တာဘယ်သူကတိုက်တွန်းလို့ဘယ်လူတို့မှခင်ဗျားတို့လက်နက်ကင်ပြောဘူးသူမှမပြောဘူးဘယ်သူမှမပြောဘူးခင်ဗျားတို့ပြောခဲ့တာခင်ဗျား NLD ပါတီပဲရှေ့ရှေ့လိမ့်မယ်ကျန်တဲ့လူတို့ကဘယ်သူမှမပြောဘူးဘယ်သူမှမပြောဘူးအဲ့တော့ခင်ဗျားတို့ရှေ့မှာကျွန်တော်ပြန်ပြောချင်ခင်ဗျားတို့ရဲ့ရှေ့မှာကျွန်တော်တို့ဒေါ်လီလီနိုင်ကျော်ကိုခင်ဗျားတို့အဖွဲ့လှုပ်ကြံခဲ့တယ်လှုပ်ကြံခဲ့တဲ့အခါမှာဒေါ်လီလီနိုင်ကျော်ကိုလှုပ်ကြံခဲ့တဲ့သူတွေဘာဖြစ်သွားတယ်လဲဒေါ်လီလီနိုင်ကျော်ကိုလှုပ်ကြံခဲ့တဲ့သူ့ရဲ့ဟလာကျွန်တော်တို့ ဂွင်းဆက်ဂွင်းဆက်တွေဘာဖြစ်သွားလဲခင်ဗျားတို့ဒါကိုစဉ်းစားဖို့လိုတယ်ကျွန်တော်တို့လည်းခင်ဗျားတို့ပြန်ပြောချင်တာဒေါ်လီလီနိုင်ကျော်ကိုလှုပ်ကြံခဲ့တဲ့လှုပ်ကြံခဲ့တဲ့ခင်ဗျားတို့ရဲ့အဖွဲ့မှာပါတဲ့သူတွေဘာဖြစ်သွားလဲအဲ့ဒီအဖွဲ့နဲ့သက်ဆိုင်တဲ့သူတွေဘာဖြစ်သွားလဲခင်ဗျားဒါကိုခင်ဗျားတို့စဉ်းစားဖို့လိုတယ်စဉ်းစားဖို့လိုတယ်ခင်ဗျားတို့တွေလက်ညှိုးလေးကိုွေးတတ်နေတာမဟုတ်ဘူးเนาะခင်ဗျားတို့ကလက်ညှိုးလေးကိုွေးတတ်နေတာမဟုတ်ဘူးကိုွေးတတ်တယ်ကိုွေးတတ်တယ်တဘောပြောပြတာကိုွေးတတ်တယ်အဲ့တော့ ခင်ဗျားတို့ကလူတယောက်ကိုလက်ညိုးလေးကွဲပြီးလှုပ်ကြံတယ်လို့ခင်ဗျားတို့လက်ကြံရင်လက်ညိုးလေးကွေးပြီးတော့လိုရာရောက်သွားလိမ့်မယ်လိုရာကိုရောက်သွားလိမ့်မယ်နေရတစ်ဖက်ပြရင်တစ်ဖက်ပဲနော်မျက်လုံးတစ်လုံးကိုင်းရင်တစ်လုံးပဲနော်ခင်ဗျားတို့ကဒီအမှုရရှင်တို့ခင်ဗျားတို့ကလှုပ်ကြံဖို့ခင်ဗျားတို့ကလှုပ်စော်တာအဲ့တော့ခင်ဗျားတို့ပေးဆက်တဲ့အချိန်ကြရင်လည်းပဲပေးဆက်တဲ့အချိန်ကြရင်လည်းပဲပျော်ပျော်ကြီးခင်ဗျားတို့ပေးဆက်ကြပါလက်ရှိဒီတမတော်ကတော့တမတော်နဲ့လုံချုံတစ်ဖက်ဝင်တွေကတော့ခင်ဗျားတို့ကိုမြေလန်ရှာနေတယ်အဲ့တော့ဒီအဖွဲ့ဆိုတာဗျာခင်ဗျားကလည်းဟိုတိတ်ပြီးတော့ကျွန်တော်တို့ရှိတဲ့အဖွဲ့တော်မဟုတ်ပါဘူးတနည်းအားဖြင့် ရက်ကွက်ဘောလုံးအသင်းလောက်တောင်လူရှိတာမဟုတ်ပါဘူးရက်ကွက်ဘောလုံးအသင်းတောင်မဟုတ်ပါဘူးရက်ကွက်ဖူးဆဲကွင်းလောက်တောင်လူရှိတာမဟုတ်ပါဘူးဟိုရှိတနက်လေးတွေတကားကားနေပေါ့ဗျာအဲ့ဒီမှာတောင်ဟိုလူလူလဲဟိုလူလဲချင်းကြောင့်ဒီလူလဲချင်းကြောင့်ပါအရင်တော့စိုးရိမ်ကြမရှိပါဘူးအဲ့တော့တက်မတော့ကလည်းလက်ရှိဒီအမှုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့တို့စသဖြင့်အဲတို့ NM ဖြစ်အောင်တောင်းလျှောက်ဆောက်ရှောက်ပေးနေပါလေဆောက်ရှောက်ပေးနေပါလေကျွန်တော်တို့ရှင်းတယ်ဒီလိုမျိုးကျွန်တော်နိုင်ငံတော်ဘက်ကနိုင်ငံတော်ဘက်နိုင်ငံတော်တက်မတော့ဘက်ကလည်းရက်တည်နေတဲ့အမှုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဆောက်ရှောက်ပေးရမှာ တပ်မတော်ကလည်းစောက်ရှောက်ပြရမှာနိုင်ငံသူနိုင်ငံသားတွေလည်းစောက်ရှောက်ပြရမှာကျွန်တော်လေးစားတယ်ဒီမှာပါဝင်တဲ့ဒီနေတို့တို့မြင်းမြတ်တို့နေဝင်းတို့စသဖြင့်ဒီလူတွေကိုကျွန်တော်တို့လေးစားတယ်ဘာကြောင့်လဲဆိုတော့ဒီလူအချက်တဲကြားမှာသူတို့အန်တီရဲတွေရှိတယ်ဆိုတာတည်တည်ရဲနဲ့နိုင်ငံတော်ဘက်နိုင်ငံတော်တပ်မတော်ဘက်ကနေမာမာကြီးရက်တည်ပြတာကျွန်တော်ကျေးဇူးတင်တယ်ကိုနေတို့တို့အာကိုမြင်းမြတ်တို့ကိုနေဝင်းတို့အေးချမ်းမောင်တို့ချူးလေးတို့မင်းမြတ်တို့ကျွန်တော်ကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ဒါခင်ဗျာတတိရှိလို့လုတ်ခဲ့တာပေါ့ဗျာခင်ဗျာအဲ့မှာ channel လို့ဘယ်သူထွက်လာလဲလူမင်းတို့ပြည်တီဦးတို့ အဲ့ဒါကျော်စင်းတို့ကဘယ်တွေရောက်နေလဲဘယ်တွေရောက်နေလဲခင်ဗျာအဲ့လိုရှိတယ်ဒါကတော့ခင်ဗျာဘာလဲဆိုတော့ဒီ NATO ဒီမှာပါတဲ့သူတွေပေါ့သူတို့မှားခဲ့တဲ့အမှားပေါ့သူတို့နှားသူတို့မှားခဲ့တဲ့အမှားသူတို့ကြောင့်သူတို့ကြောင့်ကျွန်တော်ဒုက္ခရောက်သွားတဲ့နိုင်ငံသူနိုင်ငံသားအများကြီးပဲသူတို့ကြောင့်လမ်းမရောက်သွားတဲ့နိုင်ငံသူနိုင်ငံသားတွေအများကြီးပဲသူတို့ကြောင့်မိမိသားစုဘဝပျက်စီးသွားတဲ့သူတွေအများကြီးပဲအဲ့ဒီတွေတော့ပြန်ပေးဆက်တာငါတို့မှားခဲ့တယ်သူတို့မှားခဲ့တဲ့အရာကိုပြန်ပြီးဆေးကြောတာကျွန်တော်ကျေးဇူးတင်တယ်လေးစားတယ်လူတိုင်းလူတိုင်းမှားတတ်ကြတာပဲ အမားကြီးတိုင်အမားနေတာကွာတော့ဗျာဒါပေမဲ့ဒီ2021နောက်ပိုင်းအခင်းချက်မှာဒီလိုမျိုးသူတို့ရဲ့အမားတွေကိုသူတို့ရဲ့အမားတွေအတွက်နိုင်ငံတော်ကိုပြန်ပြီးကျေးဇူးဆက်ခဲ့တဲ့ကျေးဇူးဆက်ခဲ့တဲ့ကျွန်တော်တို့ခက်သမိုင်းကိုဒုံဆိုင်မြစ်သူများရုပ်တံဇလန်းတို့မှာပါဝင်သေးဆောင်ခဲ့တဲ့သူတွေအလုံးကျေးဇူးတင်တယ်သူတို့ရဲ့အဲသူတို့ရကျွန်တော်ပေးဆက်မှုကကြီးရလို့ကျွန်တော်ပြောမှာဖြစ်ပါတယ်အဲ့ဒီမှာတော့ကျွန်တော်ကလန့်ခံနေရတော့အိနာကျော်စင်းတို့ပြည်တီဘောဗျာစသဖြင့်ရှိပါသေးတယ်ရှိပါသေးတယ်ဒီလူတွေရောရှိပါသေးတယ်ခင်ဗျားတို့ ခင်ဗျားတို့နောက်ကျောလုံးလုံးနဲ့ခင်ဗျားတို့တရက်တရက်ရှင်သန်တဲ့ဘဝတွေခင်ဗျားတို့ကောင်းကောင်းမဖြတ်သန်းနိုင်ပါသလိုကျွန်တော်ပြောချင်တယ်ခင်ဗျားတို့ကြောင့်တောထဲမှာရောက်သွားတဲ့ဘဝတွေအများကြီးပဲဒီခင်ဗျားတို့ကြောင့်ကျွန်တော်တို့စာသင်ကျောင်းကိုစာသင်ကျောင်းနေပြီးတော့ကြော်ခိုင်းခဲ့ရတဲ့ကလေးငယ်တွေအများကြီးပဲခင်ဗျားတို့ကြောင့်ပျက်စီးသွားတဲ့မိသားစုအများကြီးပဲတခြားပြန်စစ်စားကြည့်ပြန်စစ်စားကြည့်အဲ့ဒီအရာတွေကအဲ့ဒီအရာတွေကခင်ဗျားကဘာမှာအင်တာနက်ကြီးရှိနေသေးတယ်ခင်ဗျားတို့ရဲ့ပြောဆိုခဲ့တဲ့ file တွေတောက်လျှောက်ရှိနေကြမှာဖြစ်ပါတယ်အဲ့တော့တက်မတော်ကတော့ဒီအကြမ်းဖက်အုပ်စု၅အုပ်စုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုတက်မတော်က တက်မလွန်တဲ့တက်မလွန်ဒီလုံချုံတက်ဖို့ဝင်ကတောက်လျှောက်မြေလန်ရှားနေပါတယ်မြေလန်ရှားနေပါတယ်အဲ့တော့ကျွန်တော်ဒီသတင်းပြန်ချုပ်ချင်တာကခင်ဗျားတို့လီလီနိုင်ညောကိုခင်ဗျားတို့လှုပ်ကြံခဲ့စဉ်ကအဲ့ဒီလူတွေဘာဖြစ်သွားလဲအဲ့ဒီလူတွေယနေ့ရှိကြသေးလားအဲ့ဒီလူတွေပတ်သက်တဲ့ဘယ်ရောက်သွားလဲဒါအောင်စဉ်းစားပါနေရွက်တစ်ဖက်ပြည့်နေရွက်တစ်ဖက်ပါပဲနောက်ထပ်သတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကြောင်မြောင်းမျိုးနယ်စင်ကူးမျိုးကိုချိတ်ဆက်ထားတဲ့အရာဝေးတရားကိုဒီကနေ့မနက်ပိုင်းက TNL အဖွဲ့အစည်းနဲ့ NUG မန်လေး PD အဖွဲ့တွေကမိုင်းခွဲဖြည့်ဆည်းခဲ့ပါတယ်အဲ့တော့ အဲ့ဒီမှာရှိတဲ့ဒေတာကန်တွေကကျွန်တော်တို့ညကလေးရဖုန်းခေါ်တယ်ညကလေးရဖုန်းခေါ်တယ်သူတို့ဖုန်းခေါ်လို့မရတဲ့နောက်ပိုင်းမှာသူတို့ကျွန်တော်အစားပို့ထားတယ်ကိုကျော်စိုးကြီးအဲဒီ7နှစ်တိုင်းနဲ့တနအီဂျားပေါ့ဗျာအဲ့ဒီဂျားထဲမှာကျွန်တော်တို့စင်ကူးနဲ့စင်ကူးနဲ့ကြောင်မျိုးကိုချိန်ဆက်ထားတဲ့အရာဝီမြေကူးတရားကိုတော့အကြံဘက်အုပ်စုတွေမိုင်းခွက်ဖြတ်စီးသွားပြီပြီးခဲ့ရက်ကလည်းသူတို့ကျွန်တော်ဖုန်းဆက်ပြောတယ်အဲ့ဒီစင်ကူးဘက်ချမ်းမှာပလောင်လက်နက်ကင်ဖွဲ့ရင်းနဲ့ PDF ဖွဲ့တွေသူတို့လှုပ်ရှားနေတယ်အဲ့မှာခန်းစစ်ပြင်နေတယ်ခန်းစစ်ပြင်နေတယ်သူတို့ ဒီဘက်ချမ်းကိုကူမလာဒါမှမဟုတ်အဲ့ဘက်ချမ်းမှာခံစစ်ပြင်မလာတော့မသိဘူးကျွန်တော်တို့တောက်ချောက်တွေ့နေရတယ်လို့ပြောတယ်သူတို့ကျွန်တော်ရားတဲ့နေရာနဲ့စားတယ်ပို့ကြတယ်သူတို့ရဲ့သတင်းမှတ်ပါတယ်မှတ်ပါတယ်သူတို့ပြောဆိုချက်မှာကျွန်တော်တို့ဒီ ARI မြေကူးတရားတော့သူတို့စိုးရရလို့သူတို့ဘက်ကစိုးရရပြောလာတယ်စားပို့လာတယ်ပို့လာတယ်အဲ့တော့မိုက်ခွဲခံရတဲ့နောက်ပိုင်းမှာလည်းသူတို့ညကကျွန်တော်တို့စားတယ်ပို့တယ်ကျွန်တော်လည်းညဘက်ကြတော့ဗျာဖုန်းကဆက်ပိတ်ပြီးအိတ်တယ်အိတ်တယ်ဆိုတော့ဗျာကျွန်တော်ဖုန်းက၄၂၀ရအားလုံးတိကျတဲ့ခါကျတော့ဒီဒီ တောက်လျှောက်ဖုန်းနဲ့ခေါ်တယ်ဗျာဖုန်းဖုန်းနဲ့ခေါ်တဲ့ခါကျတော့ကျွန်တော်လည်းမကင်ဘူးပေါ့ဗျာညာဘက်အိတ်တဲ့ခါမှာကျွန်တော်ဖုန်းကိုဆက်ပိတ်အိတ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေတာဝန်ကြည့်ပါတယ်တာဝန်ကြည့်ပါတယ်ဒီစားရဲ့အခြေအနေပတ်သက်ပြီးဒီမှာပြေးကြပါတယ်လက်ရှိဒီကျိုးသွားတဲ့တရားပေါ့ကျိုးသွားတဲ့တရားကဒီစင်ကူးဘတ်ချံကျိုးသွားတာပါစင်ကူးဘတ်ချံကစင်ကူးဘတ်ချံကစင်ကူးမျိုးမျိုးဘတ်ချံကတရားကျိုးသွားတာပါဒီဘက်ကတောင်းတော့ထိကျုံတဲ့ကြောင်မြောင်းဘက်အေရီးယားတရားတော့အကောင်းတိုင်းကြပါတယ်အဲ့တော့တရားတော့ကျွန်တော်တို့အသုံးပြုလို့မရတော့ဘူးဗျာဒီတရားရဲ့အမျိုးအစားကကျွန်တော်တန်ကူကွန်ကရစ်အမျိုးအစားပါ ော့ပြန်သုံးလို့ရရင်လည်းရမယ်မရရင်လည်းမရဘူးတော်တော်ကြီးတော့ကျွန်တော်တို့အဆုတ်ပြတ်တက်သွားတယ်ဒီတရားရဲ့ပေရှိကကျွန်တော်တို့ပေပေါင်းက2480ပေရှိတယ်အေယာဝရီမြို့ကူတရားဖြစ်တယ်တနည်းအားဖြင့်အေယာဝရီတရားရတနာသင်္ခါဖြစ်တယ်ဒီတရားကိုစပြီးစောက်ခဲ့တာက2010 2020ခုနှစ်ဧပြီလ16ရက်နေ့မှာစဆောက်တယ်2023ခုနှစ်ဇူလိုင်လ24ရက်နေ့မှာကျွန်တော်တို့ဖွင့်လှစ်နိုင်ခဲ့တယ်အဲ့တော့နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်ဖြစ်ပါတယ်အဲ့တော့ဒါကြီးကတော့ပြည့်စည်သွားပြီပေါ့ဗျာ ျက်စီးသွားပြီ။ကြောင်မြောင်းဘက်အချမ်းမှာတော့ကြောင်မြောင်းဘက်အချမ်းကတက်မလို့ထိချုပ်တယ်။စင်ကူးဘက်အချမ်းမှာတော့ TNL ဖွဲ့တွေနဲ့မိုင်းလေးပီတဲ့ဖွဲ့တွေထိချုပ်တယ်။ဒီကြောင်မြောင်းနဲ့ရွှေဘိုကျောင်းမှာဆက်သွားတဲ့လမ်းမိုင်းတွေကိုလည်းအချမ်းဘက်အုပ်စုတွေထိချုပ်ဆဲဖြစ်တယ်။ပြီးရင်ကျွန်တော်တို့ဒီရွှေဘိုကနေပြီးတော့မိုင်းလေးဘက်ကိုတက်တဲ့လမ်းမိုင်းတွေမှာလည်းအချမ်းဘက်အုပ်စုတွေထိချုပ်တယ်လှုပ်ရှားတယ်သွာလာလျက်ရှိတယ်ကားတွေမကြာခဏပိတ်ဆို့မှုတွေဖြစ်တယ်အဲ့ဒီဒေတာကတော့ကျွန်တော်တတော်ကြီးကိုကျွန်တော်တို့ဒီလက်ပီဒီအက်ဖွဲ့တွေရဲ့အတိုက်ကြီးဖြစ်နေပါတယ်ဒီရွှေဘုံနဲ့ကျွန်တော်စိတ်ဆက်နေတာကတစ်ဖက်မှာကျွန်တော်ဝက်လက်ပါ ဝက်လက်အရာတော်နဲ့ချိန်ဆက်နေပါတယ်ဝက်လက်အရာတော်မုံရွာနဲ့တရောလို့ချိန်ဆက်နေပါတယ်အဲ့ဒီခွင်ကြီးကလည်းအကြမ်းမတ်အုပ်စုတွေတတော်များများကိုလှုပ်ရှားနေတဲ့နေရာကြီးဖြစ်ပါတယ်အော်ဒီဒေသကိုလည်းတတ်မတော်ကအချိန်တစ်ခုမှတော့ကျွန်တော်တို့ရှင်းမယ်လို့နားလည်ရပါတယ်လက်ရှိတော့အကြမ်းမတ်အုပ်စုတွေကဒီအေရိယာမှာလှုပ်ရှားစေထိန်းချုပ်စေလှုပ်ရှားနေစေဖြစ်ပါတယ်ဖြစ်ပါတယ်အော်အကြမ်းမတ်အုပ်စုတွေလက်ချက်ကြောင့်ကျွန်တော်တို့တရားကြီးကတော့ပြိုကျပျက်စီးခဲ့ရပါပြီပြိုကျပျက်စီးခဲ့ရပါပြီလက်ရှိလက်ရှိကျွန်တော်တို့အဲ့ဒီတကြောပေါ့ဗျာဒီစင်မိုးကုတ် စင်ကူမရယာတပိတ်ချင်းတကြောပေါ့ဒီတကြောနဲ့ပတ်သက်ပြီးတော့အကြမ်းဖက်အုပ်စုတွေကရခိုင်ကာလကထိချုပ်နိုင်ခဲ့တယ်မိုးကိုကိုထိချုပ်တယ်မိုးကိုကလည်းစားတိုက်တယ်မိုးကိုရပြီးတော့ကျွန်တော်တပိတ်ချင်းကိုစပြီးတိုက်တယ်ဆက်တိုက်တယ်လမ်းကြောင်းတိုင်းတိုက်တယ်ပေါ့ပြီးရင်ကျွန်တော်စင်ကူတိုက်တယ်ပြီးရင်ကျွန်တော်မရယာကိုတိုက်တယ်မရယာမျိုးတော့မရလိုက်ဘူးတိုးတော်လည်းပဲမရယာမျိုးနီးသည့်အကြမ်းဖက်အုပ်စုတွေထိချုပ်နိုင်ခဲ့တယ်ထိချုပ်နိုင်ခဲ့ပြီးရင်နောက်ပိုင်းမှာဒီပတ်သိမ်းကြီးနဲ့မရယာကိုဆက်သွားတဲ့လမ်းမိုက်တွေမှာပြတ်တောက်သွားတယ်လုံးဝကျွန်တော်တို့ဒီ ကားတွေသွားလို့မရတော့အများပြည်သူဆက်သွယ်လို့မရတော့အဲဒီလောက်တောင်အကြပ်အုပ်စုတွေကသူတို့သူတို့သူတို့ရဲ့ဒီထိချုပ်လာခဲ့တဲ့ area ကျေပြန်းခဲ့တယ်လက်ရှိတော့ဒီတပ်မတော်ကမရရမျိုးနယ်မှာဆိုရင်ဒီလေချောင်းရံတက်လေချောင်းရံတက်ရဲ့ဆယ်တော်ကြီးဒီနေရာပဲဒီနှစ်နေရာပဲတပ်မတော်ကထိချုပ်ဖို့မထိချုပ်နိုင်သေးတာပါဗျာမရရဘက်မှာတော့ဒီနှစ်နေရာမထိချုပ်နိုင်သေးဘူးပြီးရင်ကျွန်တော်တို့မရရနဲ့စင်ကူးကြားမှာလည်းအကြပ်အုပ်စုတွေထိချုပ်ထားစေဖြစ်တယ်စင်ကူးနဲ့တပိတ်ချင်းကြားမှာလည်းအကြပ်အုပ်စုတွေထိချုပ် ထိန်းချုပ်ထားဆဲဖြစ်တယ်တပ်မတော်ကတော့တပေကျွမြို့ကိုထိန်းချုပ်နိုင်တယ်ထိန်းချုပ်နိုင်ပြီးတော့တပ်ဖက်မှာကျွန်တော်တို့မိုးကိုဘက်ကိုတပ်မတော်ကစစ်ကြောင်းတွေဆက်တက်တယ်ပြီးရင်ကျွန်တော်တို့အဲစင်ကူဘက်ကိုတော့တပ်မတော်လှုပ်ရှားတာမတွေ့ရသေးဘူးစင်ကူမျိုးနဲ့ဘက်မှာဆိုရင်တပ်မတော်လှုပ်ရှားတာဆိုတော့ကျွန်တော်လေးချောင်းထိုးစစ်တွေပဲရှိပါတယ်မြေပြင်မြေပြင်ထိုးစစ်တွေမရှိသေးပါဘူးအဲ့တော့ဒီသတင်းပြန်ချုပ်ချင်တာကဒီကနေ့မှဆိုရင်ပလောင်လာနှကိုင်အဖွဲ့တွေကမိုးကုတ်နဲ့မိုးမွေမျိုးကနေပြီးတော့သူတို့ဆုတ်ခွာမယ်လို့သူတို့ဘက်ကထုတ်ပြန်လာတယ်တပ်မတော်ကအပြစ်ရပေးပါသူတို့အနေနဲ့မိုးကုတ်နဲ့ မုံမိတ်ကနေဆုတ်ခွာပေးမယ်လို့သူတို့ကထုတ်ပြန်လာတယ်။ထုတ်ပြန်လာတဲ့အခါကျတော့ဒီတက်မတော်ကကျွန်တော်တို့မိုးကုမျိုးကိုအလဲတကူရရှိသွားပြီ။ရရှိသွားပြီဆိုရင်တက်မတော်ရဲ့စစ်ကြောင်းတွေကကျွန်တော်တို့အတွင်းပိုင်းမှာရှိနေတဲ့မန္တလေး PDF အဖွဲ့တွေနဲ့ TNL ပူးပေါင်းအဖွဲ့တွေကိုတက်မတော်ကရှင်းဖို့ပဲကြံပါတော့တယ်။အဲ့တော့ဒီတက်မတော်ကမုံမိတ်နဲ့မိုးကုကိုရရှိပြီးသွားပြီးတဲ့နောက်ပိုင်းမှာဒီ KI ကနေစီစဉ်လာတဲ့ဇကိုင်းတိုင်းဇကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုစီစဉ်လာတဲ့လက်နက်လမ်းကြောင်းထောက်ပို့လမ်းကြောင်းကိုတက်မတော်ကဖြတ်တော့ပြီးသားဖြစ်တယ်။ဒုတိယချက်က TNL ရဲ့ထောက်ပို့လမ်းကြောင်းဖြစ်တဲ့ TNL ရဲ့ထောက်ပို့လမ်းကြောင်းဖြစ်တဲ့ဒီမန်လေးတိုင်းတို့ကိုဝင်တဲ့သူတို့ရဲ့ထောက်ပို့လမ်းကြောင်းကိုလည်းတမတော်ကထိန်းချုပ်ပြီးစာဖြစ်သွားပြီအဲ့တော့ဘသူတွေနာမလဲဆိုရင်ဘသူတွေနာမလဲဆိုရင်ဒီစင်ကူးနဲ့စင်ကူးတပိတ်ချင်းမရိယာတကြောမှာလှုပ်ရှားနေတဲ့အကြမ်းဖက်အဖွဲ့တွေကတော့အသေးထွက်ထွက်တော့မှာဖြစ်ပါလေတနည်းအားဖြင့် TNL ပူပေါင်း NUG အဖွဲ့တွေကအသေးထွက်ထွက်တော့မှာဖြစ်ပါလေလက်ရှိလက်တမတော်ကပလောင်လမ်းနှက်ကင်အဖွဲ့တွေကိုတောင်းကျမ်းသူလိုပဲသုံးပါတယ် တောက်လျှောက်ကျွန်တော်လိုအပ်တဲ့စစ်စင်ကိုတောက်လျှောက်ဆောင်ရမယ်ပလောင်လာနက်ကိုင်ဖွဲ့တွေကတော့တို့အပြည့်အပြည့်ရမယ်မုံမင်းနဲ့မိုးကိုကနေစုံမယ်ဒီအပြည့်ရအပြည့်ရကအသက်ဝင်တာကကျွန်တော်ဒီကနေ့အော်တိုဘားလာ29ရက်နေ့ည7:00နာရီချိန်ခါမှာအသက်ဝင်မယ်အဲ့ဒီနောက်ပိုင်းမှာပလောင်လာနက်ကိုင်ဖွဲ့တွေကမိုးကုန်းနဲ့မုံမင်းမြို့နဲ့တို့စုံမယ်တကယ်စုံမစုံကျွန်တော်စောင့်ကြည့်ရမယ်စုံတဲ့အခါမှာတို့ကဒီ NUG ဖွဲ့နဲ့လာပူးပေါင်းပါလားဒါမှမဟုတ်သူတို့ရဲ့ထိတ်ကျုံနေတဲ့တို့ပြောင်းဆင်းပါလားဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ် တက်မလို့ကတော့ကျွန်တော်တို့ဆက်ပြီးတော့နေမြေရှင်းလင်းမှုတွေဆက်ပြီးတော့အရှိန်မြင့်နေပါတယ်။တေချာတာကတော့ကျွန်တော်ဒီအပိုင်းမှာတက်မလို့ကပလောင်ပလောင်လန်းနိုင်ဖွဲ့နေတဲ့ NUG PDF ဖွဲ့ထိချုပ်ထားတဲ့မရယာမြို့နယ်ကဆယ်တော်ကြီးပြီးရင်ကျွန်တော်တို့ဒီလေချောင်းရဲ့တက်ပေါ့လေချောင်းရဲ့တက်ကိုထိုးစစ်ဆင်နေပါတယ်။အဲ့တော့ဗျာခင်ဗျားကလည်းရှင်းတက်တယ်ပဲပြောပါမယ်ဗျာ။ဒီနေ့ရရဖို့အတွက်တက်မလို့ကတက်မလို့ရဲ့ထိုးစစ်ကလက်နက်ကြီးတကန်းတွေရောက်လာလေပြီ။မကြခင်အဲ့လက်နက်ကြီးတကန်းကနေပြီးတော့လက်နက်လက်နက်ကြီးကြီးထည့်ပြီးတော့အိမ်နေအောင်ပြစ်ချရင်ဘယ်တော့မှမထည့်ရပါဘူး။ ဘယ်တော့မှမပြည့်ရပါဘူးမပြည့်ရပါဘူးမကြခင်ကာလမှာမယ်ဒီယာမျိုးနဲ့မှာရှိတဲ့ဆယ်တော်ကြီးနဲ့ဆုံးရှုံးသွားတဲ့လေကြောင်းရဲ့တက်ကိုတက်မတော်ကပြန်ပြီးထိချုပ်နိုင်မှုဖြစ်သွားပါပြီ။ဘာကြောင့်လဲဆိုတော့လက်ရှိဒီတက်မတော်ရောက်ရှိနေတဲ့နေရာကလက်နက်ကြီးတကမ်းပါလက်နက်ကြီးတကမ်းပါရောက်နေပါပြီ။လူလည်းရောက်တယ်လက်နက်ကြီးလည်းရောက်နေပါပြီ။ကျွန်တော်နားလေတာဒီလိုနားလေပါပြီ။အဲ့တော့ဗျာခင်ဗျားကလည်းလက်နက်ကြီးထိုင်ပြီးတလုံးချင်းပြစ်ထည့်ရင်အဲ့ဒီကောင်တွေမခံနိုင်ပါဘူး။ဒါဆိုရင်ဒီဆယ်တော်ကြီးနဲ့အဲဒီလေကြောင်းရဲ့တက်ကိုတက်မတော်ကရရှိသွားပြီဆိုရင်မရီယာမျိုးနဲ့တကြောမှာ အတောင်းကျမ်းသူကင်းစင်သွားပြီလို့ပြောမှာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတက်မလို့ကကျွန်တော်တို့စင်ကုနယ်မှာတောက်ချောက်ရှင်းမယ်။ပြီးရင်ကျွန်တော်တို့တစ်ဖက်မှာဆင်းလာမယ်။တပိတ်ချင်းနယ်မှာရှိတဲ့တက်တီးကထပ်ချိတ်ဆက်ပြီးချိတ်ဆက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီဒီမရေယာစင်ကုတပိတ်ချင်းမိုးကုတ်လမ်းပိုင်းကမကြမီပွင့်တော့မှာဖြစ်ပါတယ်။နောက်ဆုံးသတင်းကိုဆက်ပြီးဒီမှာပြောချင်ပါတယ်။ဒါကတော့နေပြီးတော့ကောင်းစင်နယ်မြေဒက္ခိဏတီတီမြို့နယ်မှာတီထားကိုကိုယ်တော်မူတဲ့မာရဝီဇ္ဇဗုဒ္ဓရုပ်ဘွားတော်မြတ်ကြီး တစောင်းတိုင်းမိထုံးပွဲတော်နဲ့ဈေးပွဲတော်အခမ်းအနားကိုစီကားတိုက်မြစ်စွာကျင်းပတော်မှာဖြစ်ပါတယ်အဲ့တော့အနေနဲ့ရမှာရှိတဲ့ဇက်ကြိုက်တဲ့သူတွေဇက်ကြိုက်တဲ့သူတွေအနေနဲ့နေပြီးတော့မှလာပြီးတော့အားပေးလို့ရရပါတယ်လာပြောလို့ရပါတယ်ဒီတစောင်းတိုင်းမိထုံးပွဲတော်နဲ့ဈေးအောင်ပွဲတော်ဈေးအောင်ဈေးအောင်ပွဲတော်ရဲ့ရက်က17လပိုင်း2ရက်နေရနေပြီးတော့17လပိုင်း4ရက်နေ့ထိကျင်းပပြုလို့တော်မှာဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ဈေးဆိုင်ငန်းတွေပါမယ်ဒီကစားခွင့်တွေပါမယ်ရဟတ်တွေပါမယ်ဗျာကျွန်တော်တို့အရင်တော့ဗျာကျွန်တော်ပွဲမှာခင်ဗျားတို့မြင်ရတဲ့မြင်ခွင့်တွေအားလုံးပါမယ် ပြီးရင်ဖိုးချစ်ဖိုးချစ်ဇပွဲဖိုးချစ်ဇပွဲတပင်လာပါမယ်ကျွန်တော်ဒီကနေ့ပတ်ကြည့်ပတ်ကြည့်ရတော့အဲ့မှာကျွန်တော်တို့ဇောက်ဇိုင်ယုံဇိုင်ယုံထိုးနေပြီစတိတ်စင်လောက်နေပြီပြီးရင်ကျွန်တော်နိုင်ငံတော်တည်ထက်ခြင်းများဖြစ်တဲ့အိုင်းစင်မှာမြင်းနေမင်းအိမ်မိဆန်နီရတနာမိုင်တန်နာမိုးသိမ့်ချယ်ရီသင်းရွှေထူဟဲလေးလွှမ်းပိုင်နန်းစုရီဒီဆိုနီနီခင်းစောဝိုင်းစုခိုင်သိန်းစတဲ့အမှုပညာရှင်တွေနဲ့စီကားတက်မဲ့ဆိုတာဖြောပြမှာဖြစ်ပါတယ်တဲ့အဲ့မှာကျွန်တော်တို့သိရတာကအမှုပညာရှင်အားလုံး အားလုံးကျွန်တော်တို့အားလုံးအားလုံး90အားလုံး90ကလာရောက်ဖြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တယောက်ချင်းပဲပြောမယ်ဗျာခင်ဗျားတို့လည်းသိအောင်အိုင်းစင်မာမြင့်နေမင်းအိမ်မိဆန်နီဝိုင်းလေးဖော်ဝေးစန်နီမြင့်လင်းရဲသွင်ထက်ရန်ကင်စာရတနာမိုင်းဂျိုလေးရော်ရွတ်နန်းခင်စရာစောင်းယုံဆန်တန်နာမိုးသိမ်ဝင့်ရမုံနိုင်စီတူဝင်းစုတက်လိုက်ဟန်ထူးဆန်ဇန်ဇန်ဟန်တာမိုးပြပြမောင် ချယ်ရီသိမ်း ရွှေထုဟဲ့လေဖြိုးကြီးလွှမ်းပိုင်နန်းစုရည်ဒီစိုးဂျီလက်ဝေကြီးစုပန်ထွားထက်အစ်စလီစိတ်ဝင်းတွန်းဝေလာနိနိခင်စောကျော်ထက်အောင်ဝိုင်းစုခိုင်သိန်းရွံ့မြတ်သူဝနဂျေဖိုင်းယာဒီအစားအစားရှိတဲ့သူတွေပါသေးတယ်ဗျာကော်နီအားလုံးကျွန်တော်တို့အားလုံးအားလုံးကျွန်တော်ကြည့်ရတာနောက်ဆုံးဒါလူရေ90ပေါ့ဗျာ90နဲ့ဖြောပြီးမှဖြစ်ပါတယ်တဲ့ဒါအားပေးလို့ရတယ်ဖိုချစ် ဖိုးချစ်ဇက်ကိုလည်းခင်ဗျားတို့ကြည့်ရမယ်ပြီးရင်ကျွန်တော်တို့တကယ်နာမည်ကြီးအမှုပြုရှင်နဲ့အားလုံး90 90ကကျွန်တော်ဖြောပြမှာဖြစ်ပါတယ်အဲ့တော့ပွဲတော်ရက်က17လပိုင်း2ရက်နေ့ရနေပြီးတော့17လပိုင်း4ရက်နေ့ထိကျင်းပမှာဖြစ်တယ်ဇက်ကြိုက်တဲ့သူတွေဇက်ကြိုက်တဲ့သူတွေကျွန်တော်လာလို့ရတယ်ပြီးရင်ပွဲကြိုက်တဲ့သူတွေလာလို့ရပါတယ်အခမဲ့ပါအားလုံးအခမဲ့ပါခင်ဗျားတို့ဗျာအဲ့မှာအကြမ်းမဲ့အုပ်စုရေးလိုက်မယ်အာပေါ်တာဆွဲတာဘာညာရေးလိုက်မယ်ဘာမှမရှိဘူးနေပြီးတော့မှအေးစစ်စစ်လာလို့ရတယ်လက်ရှိကျွန်တော်ဒီကနေ့ပတ်ကြည့်လိုက်တယ် ပတ်ကြည့်လိုက်တော့ဇက်ပွဲတွေဇက်ုံတွေထိုးနေပြီပြီးရင်ကျွန်တော်တို့ဈေးဆိုင်ကနေခင်းထားပြီးသွားပြီ